ကျန်းတော်လေးအကြောင်းစုံနေအောင်ပြပြလာခဲ့တဲ့ချွချူ အားလုံးပဲမင်္ဂလာပါပရိသတ်ရရှေအခုဆိုရချွတ်ချွနဲ့ဂျန်တော်လေးတို့ကအထက်တခုကြာမှပြောလဲသွေးဆော်ခဲ့ကြပြီဖြစ်ပြီးဆိုရှယ်မီဒီယာတွေပေါ်မှာလည်းချူလေးနဲ့ဂျန်တော်လေးတွေရဲ့ပုံရိပ်လေးတွေကပြန်နေရောက်ရှိလို့နေပြီးပရိသတ်ရအားပေးဝေးရမှုတွေကိုအပြေအဝရရှိနေပါတယ်။ဒီကနေ့မှာတော့ဂျန်တော်လေးကချူလေးစီကိုသွားရောက်သေဆုံးခဲ့ပါတယ်။မထမတ်ထားပဲဂျန်တော်လေးကိုတွေ့ရရတဲ့ချူလေးတောင်အရင်ကပျော်ရွှင်သွားခဲ့ပြီးချူလေးကဂျန်တော်လေးကိုအချိန်တော်တော်ကြာအောင်ပြဖတ်ထားပါတယ်။ချွတ်ချွက ဂျန်ဒေါ်လီကိုမိခင်တယောက်လိုနှွေးထွေးမှုမျိုးနဲ့ကြိုးဆိုပေးခဲ့တယ်လို့ဂျန်ဒေါ်လီနဲ့အတူတူလည်းအမတ်တရားဗီဒီယိုလေးတွေရိုက်ခဲ့ကြပါတယ်။ချွတ်ချွတ်နဲ့ဂျန်ဒေါ်လီရဲ့ TikTok ဗီဒီယိုလေးကိုလည်းပရိသတ်တွေကသဘောကျအားပေးနေကြပြီးဂျန်ဒေါ်လီကိုချူလီနဲ့အတူတူမျက်တွေ့နေရတဲ့ပုံမှန်လေးဝန်တာနေကြပါတယ်။ဂျန်ဒေါ်လီကတော့အရင်ကလေးကချူလီရဲ့လက်ပေါ်မှာခြေပြင်းလာခဲ့တာဖြစ်ပြီးဂျန်ဒေါ်လီရဲ့ပညာရေးအကြောင်းမကြီးအဖက်ဖက်က လွယ်အချက်ရှိတာတွေကိုချူလီရပဲဖြည့်စီပြီးပြောထောင်ပေးလာခဲ့တာဖြစ်ပါတယ်။ ချိုလီဟာကျန်းတော်လေးကိုသူရဲ့သားသမီးအရင်တွေ့လို့မေတ္တာပေးကဆက်ဆက်ရရကိုလည်းဆုံးမတွင်တင်ပေးခဲ့ပါတယ်။ကျန်းလီကတော့ဒီကနေ့မှချိုလီနဲ့ပြန်လည်တွေ့ကြရတဲ့အပေါ်မှာဟမ်မဆောင်နိုင်အောင်ကိုမျှရေးချနေကြတာပါ။ချိုလီနဲ့ကျန်းတော်လေးတို့ဟာတယောက်နဲ့တယောက်သယောစဉ်တွေတွေ့နောက်နေကြတာဖြစ်ပြီးအရင်ကဆိုရင်သူတို့နှစ်ယောက်ကစာလေးအတူ ွားလျက်သူအမျိုးလိုလိုတပူပူတွဲတွဲတွေ့မြင်နေရတာဖြစ်ပါတယ်။မိဂရီကတော့ကျန်တော်လေးကိုချူလေးနဲ့ပဲအတူတူမြင်တွေ့ချင်နေကြတာဖြစ်ပြီးအခုစေပရိဒရီကမြင်တွေ့ချင်နေကြသလိုချူလေးနဲ့ကျန်တော်လေးကိုအတူတူတွေ့ပြီးတွေ့မြင်နေရပြီဖြစ်ပါတယ်။ကျူလီကမမျော်လင့်ပဲကျန်တော်လေးတူစီကိုရောက်လာခဲ့တဲ့အပေါ်မှာအခုလိုပဲပြောပြလာခဲ့ပါတယ်။ကျူလီကခြူရောက်လာလိမ့်မယ်မတွေ့တာပဲသူမျက်စိရှိသူရှိနေတဲ့နေရာရောက်နေတော့မယုံဘူး။သူကခဏနေကြတော့အောင့်မေ့ပြီးငိုပါလျော ကိုရဲရင်ထဲမှာညနေအောင်တရေရတော့ပြောလိုက်တာဆိုပြီး PT ဖြစ်စွာပြောပြလာခဲ့ပါတယ်။ဂျူလီကတော့ကျန်တော်လေးနဲ့အတူတူတက်တော်လေးရဲ့ဆော့ကဆိုရှယ်မီဒီယာပေါ်ကနေမျှဝေပေးထားခဲ့ပါတယ်။ကျန်တော်လေးကတော့အန်တီချိုစီယာနေတက်လာခဲ့ပြီးကလေးကတယောက်တည်းစူးစမ်းရုံကန်လာခဲ့ရတာပါ။ကျူလီယာလည်းဂျန်တော်လေးကိုအဆင်မပြေဖြစ်တဲ့အခါဆိုရင်အနီချူးစီလာဖို့ကိုလည်းပြောထားခဲ့ပါရဲ့ဂျန်တော်လေးကတော့တယောက်တည်းဖြတ်တန်းလာခဲ့ရင် အချိန်တခုကြာမှကျူလီနဲ့ပြန်ဆုံတွေ့ခဲ့ရပါတယ်။ချူချူကတော့သူမကိုချန်တော်လီနဲ့ပတ်သက်ပြီးအမျိုးမျိုးပြောဆိုဝေဖန်ကြတဲ့အပေါ်မှာကျူလီကအခုလိုပဲပြောပြလာခဲ့ပါတယ်။ချူလီကဆယ်ချာဆက်တွေနေရာကျူကတရေရတော်ရှိနေသေးတယ်။အန်ဒီချူနဲ့တမင်းကိုဒီလိုလွှဲရအောင်မကူညီပဲနောက်ရှက်ကြပြီးသူတပားရဲ့ဘဝကိုပပော့လီဝေဖန်တမင်းဖက်ကိုရောက်ရင်တမင်းကိုဆဲဆို တိုက်ခိုက်အန်ဒီချူဖက်ကိုရောက်ရင်အန်ဒီချူကိုဆဲဆိုတိုက်ခိုက်တတ်တဲ့သူတွေလက်ပြလုံးကြပါစေဆိုပြီးပြောဆိုလာခဲ့ပါတယ်။ ဂျန်တော်လေးကတော့ဂျူလီရဲ့လက်ပေါ်မှာပဲကြီးပြင်းလာခဲ့တာဖြစ်ပြီးသူတို့နှစ်ယောက်စလုံးကတယုံစင်တွေတွေ့နေခဲ့ကြတာဖြစ်ပါတယ်။ပိတ်တရီကတော့သူတို့နှစ်ယောက်ရဲ့တည်တော်ဗီယိုလေးကိုအခြေကတဘောကြအားပေးနေကြပြီးဂျူလီနဲ့ဂျန်တော်လေးတို့ကိုအခုလိုမြင်တွေ့ကြရတဲ့ပုံမှာလည်းအလုံးကဝမ်းတာပီးသည့်ဖြစ်နေခဲ့ကြပါတယ်။ဂျူလီကတော့ဂျန်တော်လေးကိုမြင်မြင်ရချင်းမှပဲအယံဝလာရင်တော့ဆိုပြီးပြောလိုက်တော့ဂျန်တော်လေးကဟမ်မဆောင်နိုင်အောင်ကိုမျက်ရည်ကျပြီးငိုခဲ့တဲ့မြင်ကွင်းလေးကပိတ်တရီကိုတော့စိတ်မကောင်းဖြစ်မိသွားစေခဲ့ပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွဲ့ရသတင်းအကြောင်းအတိအနေအကျိုးပြန်လာခေုံမှာဖြစ်လို့အတိအသင့်သောရီတနိုင်မလို့တန်သိရှင်နိုင်ဖို့အတွက်ဘေးနားချက်ပြီးခလုံးလေးကိုလည်းနှိထားပေးကြပါအောင်ရှင်။အဆုံးထိအပြည့်နားဆင်ပေးကြရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။